အိန္ဒိယနိုင်ငံမှာစေကူတာပြီးအခုလိုအနေထားနဲ့ပြန်ရောက်လာခဲ့တဲ့အစွမ်းအလုံးပေးမင်္ဂလာပါရှင်ဆယ်လီဇွန်ဘေးကနေပြန်လဲချူဆိုလိုက်ပါတယ်စွမ်းကအမြင်ကြော်ကြတဲ့သမင်းသားဘွားကနေလက်တလုံးမှအခက်ခဲတွေများစွာကိုကြုံတွေ့ခံစားနေရတာပါဒါအပြင်လူမြင်ကွင်းကနေလည်းပြားမရေးမကောင်းတာကြောင့်ပြောင်းနေခဲ့ရတာဖြစ်ပါတယ်။စွမ်းကားနှစ်ရှည်အရင်နဲ့ဆေးလေးတောက်ခဲမိတဲ့အတွက်ရှစ်တောက်အောက်ပိုင်းမှာလက်ပတ်မှုမကောင်းတော့ဘဲထုံနာတွေဖြစ်လာခဲ့ပါတယ်။ဒါကြောင့်မို့ပြီးခဲ့တဲ့တစ်နှစ်လောက်ကစပြီးတော့ ရှီတော့ကအတိတ်မကောင်းတော့ပါဘူး။ဒီကတဲ့လကဆိုရင်ရှီတော့ကလမ်းလျှောက်လို့တောင်မရတော့တဲ့အတွက်သွားခွဲမှရတော့မယ့်အရှင်တွေကိုရောက်ခဲ့တာပါ။ဒါကြောင့်မို့ပြီးခဲ့တဲ့ရက်ပိုင်းကစားပြီးစွမ်းကအိန္ဒိယနိုင်ငံကိုခြေတော်တွားကူဖို့ထွက်သွားခဲ့တာပါအိန္ဒိယမှာဆေးကူဖို့ဆိုရင်သိန်းတစ်ထောင်လောက်ကုန်မှမဟုတ်စွမ်းကအတကုံရှာနေခဲ့ရတာဖြစ်ပါတယ်သိန်းတစ်ထောင်ဆိုပေမဲ့ပမာဏကများပေမဲ့လည်းမကူဘူးဆိုရင် မကြခင်ခြေတော်ကိုဖျက်ရမယ့်အရှင်နေတောင်ဖြစ်နေတာပါ ဒါကြောင့်မို့ဇွမ်ကရှစ်တော့ကိုအိန္ဒိယမှာဒွားကူးခဲ့ရတာဖြစ်ပါတယ်ဇွမ်ကဆေးတွားကူးတာကိုအတိပေးပြီးကလေးကအရှင်နေကိုဘာမှမပြခဲသေးပါဘူးဇွမ်ကရှစ်တော့အပြင်အသေးကလည်းမကောင်းတော့တလို့အရှားယောဂါတွေကလည်းရှိတာမို့အလုံးကစိုးရိမ်နေကြတာဖြစ်ပါတယ်တခခုဖြစ်သွားမှစိုးရိမ်နေတာကနေဇွမ်က16ရက်နေမှာမထင်မှတ်ထားတဲ့ပုံစံနဲ့မြန်မာနိုင်ငံကို ပြန်ရောက်ရှိလာပြီးဖြစ်ပါတယ်ဇွမ်ကရှစ်တော့ကိုကူးတက်ပြီးသွားပြီးမို့ပြန်ရောက်လာက သူရမိတ်ဆွေတွေနဲ့မိသားစုတွေကလိစိမ့်မှသွားကြိုခဲ့ပါတယ်။ပြန်ရောက်လာတဲ့အချိန်မှာစွမ်းရဲ့ရှီတော့ကအကောင်းပဂရီဖြစ်သွားပါပြီ။အရင်လိုဝီရှန်းနဲ့သွားစရာလည်းမလိုတော့ပါဘူး။ဆေးသွားမကူခင်တုန်းကဆိုစွမ်းကဝီရှန်းနဲ့တောင်သွားလာနေရတာမို့မြင်ရတီတွေအဖို့စိတ်မကောင်းဖြစ်နေရပါတယ်။အခုဆိုရင်စွမ်းကဝီရှန်းလည်းမလိုတော့ပဲ ပြန်ရောက်လာတာမို့အန်တီကြီးတွေဆိုလည်းအတော်လေးဝမ်းသာနေကြတာဖြစ်ပါတယ်။စွမ်းကအရင်လိုမျက်နှာအယံဖောင်းကားနေတာမျိုးမရှိတော့ဘဲအရင်လိုခံရနေပြီဖြစ်ပါတယ်။စွမ်းကစစ်တွားကူးနေရတာမို့အရက်တောက်တာမျိုးလည်းမရှိဘဲဖြတ်ထားရတာပါ။စွမ်းနဲ့ယင်းဤသူတွေကတော့အရက်ကိုလုံးဝမတောက်တာမျိုးမမြင်ရှင်ကြတာပါ။စွမ်းသာအရက်စစ်တောက်နေမှဆိုရင်ကျမ်းမာရေးကသိုးဝါလာတော့မှာပါ။အသေးကလည်းမကောင်းတာမို့စက်တောက်လို့ရတဲ့အခြေအနေမျိုးတော့မဟုတ်ပါဘူး။စွမ်းကလိန်မာမယ်လို့ပြောပြီးပြီးရင်ပြန်ဆိုးတာမို့ တရှုကလည်းဝိုင်းဆုံးမှကြပါတယ်။စွမ်းကအရင်လိုဘွားကိုပြန်လို့ရှင်ပေမဲ့ရအောင်တွားနိုင်ဖို့ကခက်ခဲနေတာပါ။ဒါပေမဲ့လည်းစွမ်းကအချမ်းမအောင်လို့ကအရင်လိုအောင်မြင်တဲ့ဇမင်းသားတယောက်အဖြစ်ဆက်လက်ရည်တည်တော့မှာပါ။နေရာဒီတုန်းကလည်းစွမ်းကပွဲပြန်ကားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရှစ်တော့ကမကောင်းတာမို့ထိုင်ပြီးတွားရင်ပြန်မထနိုင်တော့တာမျိုးဖြစ်ပါတယ်။ဒါကြောင့်မို့စွမ်းကပွဲတွေလည်းပြန်မကားနိုင်တော့ပါဘူး။ရှစ်တော့ကိုကူးဖို့တာ ပတ်စံအရင်စုနေခဲ့တာပါအိန္ဒိယထိမသွားနိုင်လို့ကြားထဲမှာထုခန့်ကြော်နေလဲပြခဲ့ပါသေးတယ်ဒါပေမဲ့မတက်တာတဲ့အတွက်စွမ်းကအိန္ဒိယကိုအရောက်သွားကစေကူခဲ့ရပါတယ်စွမ်းကအခြေတော့ပြန်ကောင်းသွားပြီဖြစ်တာမို့မကြာခင်မှာပွဲတွေပြန်ကမလားဆိုတာတော့တရားမတရားလေးပါဘူးစွမ်းသာစပွဲပြန်ကမှဆိုရင်အားပေးမဲ့သူတွေကလည်းအဆင်သင့်ရှိနေကြပါပြီအန်တီကြီးတွေကစက်ခုံပေါ်မှာစွမ်းပြန်ကလာကိုမြင်ရှင်ကြတာကြောင့်စောင့်မျှော်နေကြတာပါစွမ်းကရှေ့တော့ကောင်းပြီဆိုပေမဲ့ တခြားကုစရာအရာတွေကလည်းကြံသေးတာ ဖြစ်တဲ့အတွက်ကျမ်းမာရေးအရှင်တွေကိုဆွဲဆောက်ကြည့်ရအောင်မှာဖြစ်ပါတယ်။သွားဆေးကုတာအမြင်နဲ့အပေါ်မှာအသိမိတ်ဆွေတွေကတော့လွတ်ဆောင်နေပြီးကကြိုးစိုးခဲ့ကြပါတယ်။ရှစ်တော့ကောင်းတာပြီဖြစ်တဲ့ဆွမ်းအတွက်ဝမ်တာလာဆိုတာပြောပေးခဲ့ပါအောင်ရှင်။ကြည့်ချူပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။